တခါလေကြာရင်လေကိုအတွက်အကောင်းဆုံးလို့ထင်ပြီးလှုပ်လိုက်တဲ့အရာကအားလုံးအတွက်ကြတော့ပူဆူးသွားတာမျိုးဘာလို့ထရတာလဲဒီနေ့မှလောအဲ့ဒီလိုထူးဆန်းတဲ့မိကုံးကိုအဖြစ်ထုတ်ပေးနိုင်မဲ့အယမ်းနာမဲ့ကြီးတယ်ဖဟေးလီတကူအကြောင်းပြောပြသွားမှာပါအဲ့ဒါကတော့ prisoner's dilemma အကျဉ်းသားရဲ့အချက်အလက်ပဲဖြစ်ပါတယ်ဒီမတဲ့အထီးကမေဟွန်းထက်လာပါပြီလူတိုင်းကကို့အတွက်အကျိုးရှိဆုံးချစ်အောင်ချင့်ချင့်ပြီးလုပ်ကြတာပဲဒါပေမဲ့အဲ့လိုလှုပ်လိုက်တော့မှအားလုံးအတွက်ကပိုဆိုးတဲ့အခြေအနေကိုရောက်သွားတတ်တယ် ဘာကြောင့်လဲအဲ့လားဟာတယောက်ချင်းစီရဲ့စင်ကျင်းတုံရနဲ့အများရဲ့အကျိုးရလာကြပါတော်လေးကိုထူးဆန်းတဲ့ကွာဟအချက်ကြီးကခုပေါ့ကဲဒီပြဿနာကိုပဲအတူတူအဖေရှာကြည့်ကြတာပေါ့โอเคဒီမေခွန်ကြီးကိုဖြေဖို့အတွက်ဆိုရင်လေ game theory ဆိုတဲ့စဉ်းစားပုံတစ်ခုကိုအရင်ဆုံးနားလည်ထားဖို့လိုပါမယ် game theory ဆိုတာကလူတွေရဲ့ဆုံးဖြတ်ချက်တွေဟာတယောက်နဲ့တယောက်ပေါ်မှာဘယ်လိုတွေတက်ရောက်မှုရှိနေလဲဆိုတာကိုလေ့လာတဲ့ပညာရဲ့တစ်ခုပါပဲ game theory ဆိုတာအရှင်းဆုံးပြောရရင်ကိုချလိုက်တဲ့ဆုံးဖြတ်ချက်ရဲ့အကျိုးဆက်ကတခြားသူတွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာပါမူတည်နေတဲ့အခြေအနေမျိုးမှာလူတွေကဘလို့ရွေးချယ်တတ်ကြလဲဆိုတာကိုလေ့လာတာပဲဆိုတာဒါကစီးပွားရေးကိစ္စတွေကနေစပြီးနိုင်ငံရေးအထိရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေကိုနားလည်နိုင်ဖို့အတွက်တော်တော်လေးအစွမ်းထက်တဲ့ဒူးတစ်ခုပါပဲအဲ့ဒီ game theory ထဲမှာမှအကျော်ကြားဆုံးဥပမာတစ်ခုရှိပါတယ်အဲ့ဒါကတော့ the prisoner's dilemma ဒါမှမဟုတ်အချင်းသားရဲ့အချက်အသေးပေါ့ဒီ Gandavin ဆက်လက်လीကပဲကျွန်တော်တို့ရဲ့ဒီတစ်ခေါက်လိလာတုံးတက်မှုတစ်ခုလုံးကိုလမ်းပြပေးသွားမှာပါကဲဒါဆိုရင်တော့အချင်းသားနီယောက်ရဲ့ Gandavin အတွေ့ဆန်းတမှုတဲကိုတူတူဝင်ကြည့်လိုက်အောင်သူတို့ဘလို့အချက်အသေးမျိုးကိုရင်ဆိုင်ရမလဲကြည့်လိုက်ကြစို့ဇာလန်ကဒီလိုစတယ်ပြင်းမှုတစ်ခုမှအတူတူပါခဲ့တဲ့တရားခံနီယောက်အဖန့်ခံလိုက်ရတယ်ပြတော့ဒရိုနီယောက်ကိုတရောင်နဲ့တရောင်လုံးဝလုံးဝဆက်သွဲ့လို့မရအောင်အခန်းတီးတန့်စီခွဲပြီးချူထားလိုက်တယ် 디체가 이지 지점에노 쾌에타데스가비로미아우 ဲ့ဒီမှာအစိုးရရှိနေက သူတို့တယောက်ချင်းစီစီကိုတီးတန့်သွားပြီးအပေးရဲ့ယူတစ်ခုလာလုပ်ခဲ့။ကဲဘလို့ deal လဲဆိုတော့နံပါတ်၁မင်းကမင်းအဖော်ကိုတစ္ဆာဖောက်ကြီးအကုန်ဖွင့်ချလိုက်။မင်းအဖော်ကမတော့နှုတ်ဆက်နေကြရင်မင်းလုံးဝလွတ်မယ်။ Okay နံပါတ်၂နှစ်ယောက်လုံးကတယောက်ကိုတယောက်အပြန်လန့်တစ္ဆာဖောက်ရင်နှစ်ယောက်စလုံးထောင်နဲ့နေစီကြမယ်။နံပါတ်၃ဒါကတော့အကောင်းဆုံးအချိန်ဒီပေါ့။နေရာလုံးနှုတ်ဆက်ပြီးပူပေါင်းရင်တော့ထောင်စနစ်စီပဲကြမယ်။ဒါပေမဲ့နောက်ဆုံးတစ်ခုကတော့အဆိုးဆုံးပဲ။ မင်းကနှုတ်ဆက်နေပြီးမင်းအဖေါ်ကတစ္ဆာဖောက်လိုက်ရင်တော့မင်းတယောက်တည်းထောင်တုံးနေကြမယ်။ကဲခဏလေးရပ်ပြီးစဉ်းစားကြည့်အောင်။အခုအဲ့ဒီအကျဉ်းသားနေရာမှာကိုသာဆိုရင်ဘယ်လိုလုပ်မလဲ။ဘယ်လိုရွေးချယ်တာကိုတော့အကျိုးကြောင်းတဲ့အညီဆုံးဖြစ်မလဲ။ကဲဒါဆိုရင်ဒီအကျဉ်းသားရဲ့ရွေးချယ်မှုတွေနောက်ကွယ်ကယူတီကိုတစ်ချက်ကွဲချက်စစ်ထားကြည့်ကြရအောင်။အခုမြင်နေရတဲ့ဇယကွတ်ကဖြစ်နိုင်ခြေရှိတဲ့ရလက်အလုံးကိုတနေရာထဲမှာမြင်သာအောင်ပြထားတာပါ။ဒါကို payoff matrix လို့ခေါ်ကြတယ်။ဆိုတော့ကိုယ့်ရဲ့ရွေးချယ်မှုဥပမာ no စိတ်မလားတစ္ဆာဖော်မလားဆိုရရဲ့ကိုယ့်အဖို့ရဲ့ရွေးချယ်မှုရဲ့ပေါင်းလိုက်ရင်ဘလို့အကျိုးဆက်တွေထွက်လာနိုင်မလဲဆိုတာကိုကြည့်ကြည့်အောင်။ကဲဒီရွတ်ဒီကိုတဆင့်ကျင်စီလိုက်ကြည့်ကြအောင်နော်။ကိုယ့်ဖို့ကဘာပဲရွေးချယ်ပါစေကိုကတစ္ဆာဖောက်လိုက်တာက ကို့အတွက်အများအတန်းပိုကောင်းတဲ့ဒါမှမဟုတ်အစိုးနေတဲ့ရလက်ကိုပေးနေတာတွေ့ရပါလိမ့်မယ်။ဥပမာနော်သူဘက်က knock ဆိုင်နေတာဆိုပါစို့ အိမ်မှာကိုကတစ္ဆာဖောက်လိုက်ရင်လုံးဝလွတ်သွားမယ်။ကဲ။တူဘက်ကတစ္ဆာဖောက်တဲ့ဆိုရင်တော့ကိုကပါတစ္ဆာဖောက်လိုက်တာက ထောင်းတန်းကိုတွန်းနေကြမယ်စားနည်းနည်းပဲကြတော့မှာ။ဆိုတော့တယောက်ချင်းစီရဲ့ရှူတောင်းကနေကြည်လိုက်ရင်လေတစ္ဆာဖောက်တာကပဲအကျူးကျောင်းအရှိဆုံးလမ်းကြောင်းလို့ဖြစ်နေတာပေါ့။ဒီမှာတော့အဓိကရှေ့နောက်မနီးတဲ့ချက်ကြီးကပေါ်လာတာပဲအချင်းစားမြောက်လုံးကကိုတော့အကောင်းဆုံးဖြစ်အောင်ချင့်ချင်းပြီးဆုံးဖြတ်လိုက်တဲ့အခါရလက်ကဘာဖြစ်သွားလဲနေရောင်လုံး1020နှစ်စီကြာသွားရော ဒါကသူတို့သာတယောက်တယောက်ယုံကြည်ပြီးပူးပေါင်းခဲ့ရင်ကြားမဲ့ထောင်20မိနစ်စီထက်အများကြီးပိုဆိုးတဲ့ရလက်ကြီးပါဆိုတော့တယောက်ချင်းစီရဲ့စင်ကျင်တုံတရားကအလုံးအတွက်အကျိုးမဲ့မှုကိုဖြစ်စေခဲ့တာပဲကဲဒီ theory စနဲ့ဇလန်လေးကနေလက်တွေ့နိုင်ငံကြီးလောကအထက်ကိုခုန်ကူးကြအောင်အဲ့ဒီမှာဒီတဘောတရားကဘလောက်တောင်အသွုံးဝင်နေလဲဆိုတာပေါ့အမှန်တော့လေဒီအချင်းသားရဲ့အချက်အတည်းဆိုတာစာထဲမှာပဲရှိတဲ့ theory မျိုးကိုလက်တွေ့ကဘာကြီးမှာဒီလိုရုပ်တိမျိုးကိုနေရများကြီးမှာတွေ့နေရတာ ဥပမာနိုင်ငံတကာကလည်းနဲ့ပြိုင်တက်စင်တာတွေနိုင်ငံတကာယာယီအုပ်တို့တဘိုးတူညီချက်တွေကုန်တွေရေးစစ်ပွဲတွေဒါတွေအားလုံးက prisoners dilemma ရဲ့ပုံစံတစ်မျိုးမျိုးနဲ့တူနေတာပဲလက်နက်အပြိုင်ရဲ့ဆိုင်တက်စင်တဲ့ဥမာကိုပဲကြည့်လိုက်ရအောင်နိုင်ငံတစ်ခုလုံးအတွက်အကောင်းဆုံးကတော့လက်နက်တီအတွက်ပိတ်ဆံအများကြီးမသုံးမဲနေတာပေါ့ဒါပေမဲ့နိုင်ငံတိုင်းမှာကြောက်စိတ်တစ်ခုရှိတယ်အဲ့ဒါကကိုကလက်နက်မတက်စင်ပဲနေတော့တစ်ဖက်နိုင်ငံကတက်စင်လိုက်ရင်ကိုပဲအငံမိသွားမှာကိုကြောက်တာဒါက ဟိုအကျဉ်းသားတွေရဲ့ကြောက်စိတ်နဲ့ယုံကြည်မှုမရှိတာနဲ့တပုံစံသေးပဲဒီ bar chart ကိုကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်အကောင်းဆုံးရလက်ကတော့ရှင်းနေတာပဲနိုင်ငံတစ်ခုလုံးကလက်နဲ့ဖြုတ်တင်းလျင်ဘယ်ပဆုံကပါလုံချွန်ရေးကလည်းအမြင့်ဆုံးကုန်ကြဆွေကလည်းအနည်းဆုံးဖြစ်မှာဒါမဲ့လက်တွဲမှာတော့နိုင်ငံတစ်ခုလုံးကအကျဉ်းသားတွေလိုပဲတယောက်ကိုတယောက်မယုံဘဲတစ္ဆာဖို့ကြီးလက်နဲ့တက်ဆင်းလိုက်ခဲ့ခါညာဘဆုံကပါမှာလို့လုံချုံရဲကလည်းနေကုံကြဆွေကလည်းအလွန်မင်းများတဲ့အခြေအနေစိုးရိမ်တဲ့ကိုအတူတူရောက်သွားကြရဲ့ ဒီခိုးကားချက်ကအထီးကားချက်ကိုတိတိကျကျထောက်ပြနေရပါနိုင်ငံရေးမှာပဲဖြစ်ဖြစ်ဒီအကြအတဲမှာပဲဖြစ်ဖြစ်စက်ကဖေးအော့ဖ်ဘလော့လို့ခေါ်တဲ့အငိုက်မိသွားမှာကိုကြောက်တဲ့စိတ်ဆိုရတာကကိုကတော့ကောင်းကောင်းမွန်မွန်ပူပေါင်းနေတော့တစ်ဖက်ကတစ္ဆာဖောက်သွားမှာကိုကြောက်တဲ့စိတ်ကပဲပဋိပက္ခတွေကိုမကြာခဏမောင်းနေနေတာပါတဲ့ကဲဒီလိုဆိုရင်ဒီအကြတဲ့ထုံချောက်ကနေဘယ်လိုယုံထွက်ကြမလဲပူပေါင်းဆောင်ရွက်မှုကိုဖြစ်လာအောင်လုပ်ပေးနိုင်မယ့်အခြေအနေတွေနဲ့အခြေအနေတွေကိုဒီနောက်ဆုံးအခါမှာဇလိလာကြည့်ကြရအောင် အဖေကဂိမ်းရဲ့အစည်းအမြင်ကိုပြောင်းပြလိုက်ဖို့ပါပဲစဉ်းစားကြည့်လေတခါတိုင်းနဲ့အဖက်ကစားရတဲ့ဂိမ်းမဟုတ်ပဲအချိန်ချင်းအခါခါပြန်ကစားမယ်ဂိမ်းဆိုရင်ရောအဲ့ဒီအခါကျရင်ဂုံတိတ်ခါတော့အနာကဲမှာဆက်ဆံရေးမပြတ်ချင်တာတို့ကအေးပါလာပြီးတော့တွက်ချက်ပုံတွေအကုန်လုံးပြောင်းသွားမှာပဲပူပေါင်းဆောင်ရွက်မှုကိုဘယ်လိုများအားပေးလို့ရမလဲဒီကနေ့လမ်းတွေရှိပါတယ်ပထမဆုံးကတော့အချိန်ချင်းပြန်တွေ့ရမယ်ပြန်ဆက်ဆံရမယ်ဆိုတဲ့အသည့်ပါဒါကိုအနာကဲရဲ့အရေးအလို့တောင်တင်စာခေါ်ကြတယ်ဆိုလိုတာက ဒီနေ့လောက်လိုက်တဲ့အလုပ်ကနေဖြံမှာကိုယ့်အဖို့ပြန်တက်ရောက်လာမယ်ဆိုတာကိုသိနေတာမျိုးပေါ့ဒါပြင်ရှင်လင်းနဲ့ဆက်သွယ်ပြောဆိုမှုတွေတရားနဲ့တရားယုံကြည်မှုတည်ဆောက်တာတွေပြီးတော့တစ္ဆာဖောက်ရင်အကျိုးဆက်တစ်ခုကိုခံရမယ်ဆိုတဲ့စနစ်တွေကလည်းအရန်ကိုအရေးကြီးပါတယ်ဒါပေမဲ့ဒီအချက်တွေအားလုံးထဲမှာအရေးကြီးဆုံးတစ်ခုတည်းကိုပဲရွေးပြောပါဆိုရင်တော့အနာဂတ်မှာထပ်ပြီးဆက်ဆံရအောင်မယ်ဆိုတဲ့အလားအလာပါပဲအဲ့ဒီအချက်တစ်ခုတည်းကပဲတခါတည်းတိဆာဖောက်ပြီးဇလန်းဖြက်လိုက်မယ်စဉ်းစားပုံကနေရေရှည်လက်တွေ့ဖို့ဖြစ်စဉ်းစားတဲ့ပုံစံကို လုံးဝပြောင်းပြလဲနေပါတယ်။ဒါကြောင့်လက်နိုင်ငံတကာဖွန့်စည်းကြီးတွေရေရွှေတနမဆက်ဆံရေးတွေကကဘာတင်းရင်ရေးအထက်တေးရှင်ရေးတမျှအရေးကြီးနေရတာပါ။ဘာလို့လဲဆိုတော့သူတို့ကနိုင်ငံတွေကို တခါနဲ့နဲ့ပြီးသွားမဲ့ဂိမ်းမျိုးမကစားစေပဲနဲ့အချင်းချင်းထက်ခါထက်ခါကစားရတဲ့ဂိမ်းတွေကိုဆွဲသွင်းပေးထားလို့ပါပဲ။အဲ့လိုနဲ့ပူပန်းဆောက်လျှောက်မှုကိုအားပေးနေတာပေါ့။ So ဒီနေ့အဓိကမှသားရရမယ့်အချက်ကတော့ရှင်းပါတယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေဟာဘယ်တော့မှတခြားရက်တည်နေတာမဟုတ်ဘူးကျွန်တော်တို့အားလုံးပေါဝင်ကစားနေရတဲ့ဒီ game ရဲ့စီးမင်းတွေကိုတခြားနားရလိုက်တာနဲ့အားလုံးအတွက်ပိုကောင်းတဲ့ရက်လက်တွေစီကိုတွားနိုင်မယ့်လမ်းကိုရှာတည်နိုင်ပါပါနောက်ဆုံးအနေနဲ့စဉ်းစားစရာမေကုံးလေးတစ်ခုနဲ့ဤကုန်းချိုခြင်းပါတယ်တရားနဲ့တရားယုံကြည်မှုလေးပြောင်းဆောင်နေတဲ့ကဘာကြီးတစ်ခုမှာပူပေါင်းဆောင်ရွက်မှုကိုကျွန်တော်တို့ဘယ်လိုများပြန်တည်ဆောက်နိုင်ကြမလဲဒါဟာ prisoners dilemma ကကျွန်တော်တို့အားလုံးကိုမေကုံးထုံးနေရဲ့ အကြီးမားဆုံးစင်ခေါ်မှုတစ်ခုပါပဲ။